အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့တိုးတလောကဒါကျွန်တော် Manchester City United City ကိုရောက်တော့မယ်ဆိုတဲ့ chartic ကလေးရောက်သွားပြီဖြစ်ပါတယ် Manchester United အသင်းကတော့ဒါကျွန်တော်တို့ဒါကျွန်တော် Colombia အသားလေး18နှစ်ပေါ့နော်ဒါကျွန်တော် ဆက်ကုန်တဲ့ဒါလေးဒါကျွန်တော်တို့ကို Christian Oral School ကိုဒါကျွန်တော် Fortella C ကနေ Fortella Sa ကနေပြီးတော့ Manchester United အသင်းကတော့တရားဝင် Here we go သွားခဲ့ဖြစ်ပါတယ် Manchester United အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့သူတို့ရဲ့ဒါကျွန်တော်တို့ရှေ့နေနေတဲ့အတူဒါကျွန်တော်ဒီအပြောင်းရွှေ့အတွက်စာချုပ်စာတမ်းကိုဒါကျွန်တော်တို့ချက်တော့ဆက်ဆေးပြီးဖြစ်ပြီးတော့ဒီစာချုပ်စာတမ်းနေဆက်ဆေးပြီးရဲ့အချိန်မှာတော်တော်လေးအဆင်ပြေသွားခဲ့ပြီးဖြစ်တယ်လို့သိရတယ်မှာပါတယ်ဒီအပြောင်းရွှေ့ကိုအဓိကဖြစ်ဆောင်လုပ်တာဒါကျွန်တော်တို့ America အဲ့ဘယ် America ရဲ့ဒါကျွန်တော်တို့ စကောက်တီ network ထဲမှာအကြီးဆုံးလို့ပြောလို့ရတယ်ကဒါကျွန်တော်တို့အာ GCP and and antonio cio ဆိုတဲ့ဒါကျွန်တော်တို့သူ့ရဲ့ scouting နဲ့ဒါကျွန်တော်လက်ရှိမှာ united ကအခုညီနဲ့ဒါ united ကခေါ်ခဲ့လူတည်ရတယ်မှာပါတယ်ကစားသမားကိုတိုင်ကဒါကျွန်တော်လက်ရှိမှာရွေးချယ်စီရဒါကျွန်တော်တို့အာအနေထားကြီးအများကြီးရှိခဲ့ပေမဲ့ကစားသမားကိုတိုင်ကတော့ manchester united အသင်းကိုဒါအဓိကရွေးချယ်ခဲ့တာဖြစ်ပြီးတော့ collar hala ရဲ့ကျွန်တော်ပြောခဲ့လို့ bright ဘိုင်ယန်မြူးနစ်ချယ်စီအသင်းတို့ကလည်းဒီကစားသမားကိုခေါ်ယူဖို့အတွက်အသီးသီးကြိုးစားခဲ့တယ်။မန်ချက်စတာယူနိုက်တက်အသင်းကဒီနေရာမှာသူများရဲ့ထဲဥစားဥဥသွားခဲ့တဲ့ အချက်ကဘာလဲဆိုရင်တော့ question ဒါ old school ကိုတော့ဒါကျွန်တော် Manchester United တင်းနေဒါကျွန်တော်အသင်းကြီးမှာနေရာပေးမယ်ဆိုတဲ့ဒါကျွန်တော် Greek cover ကတော့ဒါတော်တော်လေးအဲ့တော့ Eden Haven တို့လို့ချီလို့ OB Martin တို့လို့ပုံစံမျိုးပဲလက်ရှိမှာ Christian Odosco ကတော့လက်ရှိ Manchester United အသင်းကြီးမှာနေရာရရတဲ့သူ့အနေနဲ့ကြိုးစားရင်ကြိုးစားလို့ရသွားနိုင်တဲ့အခြေအနေရှိရတဲ့အတွက်ကြောင့်မလို့ကစားသမားကတော့ Manchester United အသင်းကိုရွေးချယ်ခဲ့လို့သိရတယ်မှာပါတယ်ဒီအပြောင်းရွှေ့တဲ့ Manchester United ကဒေါ်လာနဲ့ပေးချီခဲ့ရတယ်လို့သိရတယ်မှာပါတယ်ဒေါ်လာတစ်သက်ဒါကျွန်တော်တို့ပေါင်နဲ့ဆိုပေါင်9သိန်းခွဲ ဲပတ်ချာလေဝင်းရင်ကြမန်ချက်စတာယူနိုက်တက်နဲ့ဒီအပြောင်းရွှေ့အတွက်အကုန်ကျခဲ့လို့သိရတယ်မှာပါတယ်ဒီအပြောင်းရွှေ့ကို Ineos တို့ကိုတိုင်ဥဆောင်ခဲ့တာဖြစ်ပြီးနီးပြလူဂျင်တာတက်ဆန် United လက်ရှိမှာလူငယ်တွေကို recruit လုပ်တဲ့စီမံကိန်းတွေကနောက်ထပ်တစ်ယောက်ဖြစ်တယ်လို့သိရတယ်မှာပါတယ်ဒါကျွန်တော်ခုနပြောခဲ့လို့အကြီးတို့အမမဒေစီတို့ကိုနေဒါကျွန်တော်တို့ Eden Haven ဒီနောက်ပိုင်းမှာ Manchester United အသင်းနဲ့တလူငယ်တွေကိုဒါကျွန်တော်ခေါ်ယူနေတဲ့အနေထားကိုတွေ့ရမယ်ဒီကစားသမားလက်ရှိမှာတော့အသက်16လနဲ့ပဲရှိသေးတယ်အတွက်ကြောင့်မလာမယ်2026အသက်16နှစ်ပြည့်မှာသာကစားသမားကို Manchester United အသင်းကတရားဝင်ခေါ်ယူဝင်ရမှာဖြစ်ပါတယ်စီမင်းစီကန်နေရပါတော့အဲ့တော့လက်ရှိမှာ Christian Oros ကို Manchester United ကိုဒါကျွန်တော်တို့ဒေါ်လာသက်သက် Here we go နဲ့ဒီဒါရောက်ရှိသွားခဲ့အဲ့ဒီခါရံပေါင်နေနဲ့ပြောနေတာတိတ်မသိတော့နော်ပေါင်9သိန်းရောပေါင်သက်ပေါင်12သန်းအဲ့လိုပေါ်ညာပြောတော့ဒေါ်လာနဲ့ပြောတော့ဒါအမောင်းကများတယ်လို့ထင်ရတယ်ဒေါ်လာသက်သန်းဆို တော့ဒါကျွန်တော်တို့အတွက်ခုနကပေါ့လို့ပဲအမောင့်ကတော် share များတဲ့ amount တကူပေါ့နော်ဒါ ကစားသမားအနေနဲ့ကိုရန်ကလည်း Manchester United ကိုရွေးချယ်ခဲ့ကြောင်းမတားဘူး United ဘက်ကလည်းလူလူချင်းချင်းမဲ့ဒီအပြောင်းအရွှေ့ကိုအများဆက်ဆက်လုပ်ခဲ့ရတွေ့ရတယ်။အခုလက်ရှိမှာဒါစာရုပ်စာနဲ့နှစ်သိန်းနှုတ်နှစ်ဖက်လေတာဖလှယ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ United အသင်းအနေနဲ့တော့အခုလက်ရှိမှာဒီအပြောင်းအရွှေ့အတွက်ပြီးလူနီနီဖြစ်သွားပြီဖြစ်ပြီးတော့ Fabrizio Romano ကိုရန်ကလည်းသူ့ရဲ့ Twitter စာမျက်နှာမှာဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ Here we go ဆိုပြီးတော့ဒါရေးတင်လာခဲ့တာကိုတွေ့ရမယ်ဒီမှာပါပါတယ်။အဲ့လက်ရှိမှာနောက်ထပ် update သတင်းတစ်ခုကတော့ Manchester United အသင်းနဲ့လက်ရှိဒါကျွန်တော် Grass Soccer ကို Interim Manager ဖြစ်တဲ့ချက်တော့စောင့်ကြည့်နေတယ်။ဒါပေမဲ့ Grass ောက်ကိအနေနဲ့ကုလရှိပါမန်ချက်စတာယူနိုက်တက်ရဲ့နီးပြရာဒူးကိုသူ့အနေနဲ့ယူခဲ့မယ်ဆိုရင်တော့သူကဒါကျွန်တော်ယာယီနီးပြရာဒူးသာကန်လန်းလာခဲ့မယ်ဆိုသူ့အနေနဲ့ချက်ချင်းညင်းသွားဖို့ရှိပြီးတော့အကဲသူ့ကိုဒါကျွန်တော် ကာလရှင်နီးပြနဲ့ကန်လန်းမှသာဂရက်ဆောက်ကိနဲ့စိတ်ဝင်သွားသွားမယ်လို့သိရတယ်မှာပါတယ်။ဆောက်ကိကလည်းသူ့ဟာသူမာနာတော်တော်လေးကိုကြီးရှာသားဗျလက်ရှိမှာဒါအသိငယ်ဆိုတဲ့ manage လုပ်ဘူးအသိလက်ဆိုလဲ manage လုပ်ဘူးအသိကြီး manage လုပ်မယ်ဆိုတော့သူ့ကိုယာယီနီးပြနေလာမခေါ်နဲ့မချိုက်ဘူးသူ့ကိုဒါအပိသက်နီးပြနေနဲ့ခေါ်ယူမှပဲချိုက်မယ်ဆိုတဲ့ပုံစံမျိုးကိုသူ့အနေနဲ့တရားဝင်ထုတ်ပြောလာခဲ့တယ်တော့တွေ့ရမှာအဲ့တော့ပြောချင်တာဂရက်ဆောက်ကိကိုမန် Manchester United အသင်းနဲ့ခေါ်ယူခြင်းနဲ့ဆိုရင်တော့အဲ့ဒါရောက်6လ9လယာယီနီးပြပုံစံမျိုးခေါ်ယူလို့ရမှာမဟုတ်ဘဲနဲ့အပိသက်နီးပြအနေနဲ့ပဲခေါ်ယူလို့ရဖို့အတွက် Manchester United ကြိုးစားသွားမှာဖြစ်တယ်။ဒါကြောင့်မို့လို့လက်ရှိမှာ India ဆိုအုပ်စုနဲ့ Gareth Southgate နဲ့ဒါဆက်ဆံရေးကောင်းမွန်တာမှန်ပေမဲ့ Gareth Southgate ကိုယ်တိုင်ကလက်ရှိမှာ interim တက်လုံးဝအာရုံမရှိရကြောင့်သူ့ကိုခေါ်ရင်တော့အပိခေါ်အပိမခေါ်ရင်လုံးဝအာရုံလာမနောက်နဲ့ဆိုတဲ့ပုံစံမျိုးကိုဒါ Gareth Southgate ဘက်ကပူတောင်တားထားရတယ်မှာပါတယ်။အခုလက်ရှိမှာကျွန်တော်ဒါကခုနမင်းညကဒါခေါင်းလျှော်ပြီးအိတ်လိုက်တော့ကျွန်တော်ဘာနဲ့တူလဲဆိုလက်ရှိမှာကိုယ်စပင်ကိုကြည့်ပြီးတော့ခုနမှန်တယ်မှာကျွန်တော်ဘာတော့တွေ့လဲဆို United ကကျွန်တော်နှစ်ပွဲဆက်မနိုင်ဟို၅ပွဲဆက်မနိုင်စပင်းမညက်ဘူးဆိုတဲ့စပင်းဒါကျွန်တော်ဥတ္တကျွန်တော်ပြဿနာရရတယ်ဗျကျွန်တော်ပါလိကျွန်တော်စိုက်ကူရှိတယ်ကျွန်တော်ပြောရမှာလေကျွန်တော်အားလုံးပေါင်းဟူยีซ่าတော့မအဲ့ထက်နည်းနည်းပုံများသေးတယ်ကျွန်တော်ยีซ่าတော့မတန်းနည်းတပ်ပုံပဲยีซ่าတော့ပုံများသေးတယ်ဒါပေမဲ့ကျွန်တော်ပြောရမှာလေဒါခင်ဗျားတို့ပြောပြကျွန်တော်စပင်းညက်စရာတူတယ်ကျွန်တော်ပေါ်မှာ၂ယောက်ပဲရှိတယ်ဒါဖျားစု၂ယောက်ပဲရှိတယ်ဒါကျွန်တော်ညက်နေကြတယောက်ရဲ့ဒါကျွန်တော်လက်ရှိအခုကျွန်တော်ကျွန်တော်နေတဲ့နေရာမှာညက်နေကြတယောက်ကျွန်တော်အရင်တော့ကဒါမြန်မာပြည်မှာညက်နေကြတယောက်၂ယောက်ပဲရှိတယ်ကျွန်တော်ပြောရမှာအဲ့တော့ ငငယ်တော့ကတော့ဒါခုနကအမေတို့ဘာလို့ခေါ်သွားလဲဆိုပြီးညစာရင်ညက်တာတို့ဘာလို့ရှိမှာပေါ့နော်ဒါလူမန်းတိသက်စာကိုကကိုဒါဆိုပြီးညက်တဲ့အရွယ်ကလေးကကျွန်တော်ဆိုပြီးညက်တာနှစ်ယောက်ပဲရှိတယ် အဲ့ဒါပေါ့နော်ခုနကပြောသပဲရီးစားတာမစားတာခုနကပြောစပယ်ကပြန်ကြည့်ခုမှပြန်ကြည့်ပြန်ကြည့်ဘုတ်တိုက်ဖြစ်လာပြီးတော့ကျွန်တော်ကစပယ်ညက်တယ်ကျွန်တော်တလတစ်ခါစပယ်ညက်တော့ဒါကျွန်တော်အောက်တိုဘာတဲ့ကျွန်တော်ဟိုအောက်တိုဘာမှကျွန်တော်အောက်တိုဘာ၁ရက်နေ့မှညံ့မှာအဲ့တော့ကျွန်တော်ဒီရက်နေ့လဲကျွန်တော်အောက်တိုဘာ၆ရက်နေ့လောက်မှပြန်မှာဆိုတော့ကျွန်တော်စပယ်ကတော့တည်ကြတာ၁၀ရက်နေ့လောက်မှညံ့မယ်ကျွန်တော်ဘောမှာဒါစပယ်အရှိဆုံးတွေကအနှစ်တက်နှစ်တော့ဖြစ်တော့မယ်လို့ကျွန်တော်နေမြင်တယ်ပေါ့ဒါပါဒါကျွန်တော်ပြပြဘာလို့ကိုစပယ်ကိုကြည့်ပြီးလက်ရှိမှာ United တဲ့ကျွန်တော်တို့ ငါးနှစ်ဟုတ်ပါလေအာကျွန်တော်တို့ငါးပွဲဆက်ဟွာဖြစ်တယ်ဆိုတဲ့ဥစ္စာမျိုးကျွန်တော်တွေ့တော့ကိုယ့်ကိုသတိရပါအဲ့တော့လက်ရှိမှာ United သင်းနဲ့ Lamine Nuiya ဒီမှာတေချာတခုက Harry Maguire အသင်းကနေထွက်သွားဘူးတော့ရာဂိုင်းတို့တအားများသွားပြီ Harry Maguire က United ဘက်ကတော့တားဖို့မရှိဘူးသူရဲ့လုခလာစားများတာရဲ့လက်ရှိမှာ United သင်းနဲ့အသင်းကနေစာချုပ်ထချုပ်မယ်ဆို Harry Maguire လူချင်းနဲ့ Zeke ပုံစံမျိုးမပေးချင်တာရဲ့ဒါ TNC ပေါ့နော်ဒါ Harry Maguire အနေနဲ့လက်ရှိမှာဂိတ်စာချုပ်ချုပ်မယ်သူက၃နှစ်လောက်ချုပ်ချင်တဲ့သဘောမှရှိတယ် United ကချုပ်မယ်ဆိုရင်တော့ဒါတစ်နှစ်အခုလက်ရှိရနေတဲ့လာစားထဲ25ရာဂိုင်းတို့ short ပြီးတော့ပေးဖို့ရှိတယ် Harry Maguire ကဒါကို ုံးဝလက်ခံသွားဖို့မရှိဘဲသူ့အနေနဲ့သူဟာတခြားသောအသင်းကိုပြောင်းသွားဖို့ရှိတယ်။လက်ရှိမှာဒါကောလာဟာလာရီထွက်နေတာကတော့ Manchester United အသင်းနဲ့အခုလက်ရှိဒါကျွန်တော်ပူပူလောလောစာချုပ်တစ်ချုပ်ထားခဲ့တယ်။ဒါကျွန်တော် Gerard Brandwhite ပေါ့နော်။ Gerard Brandwhite ကိုလက်ရှိမှာဒါကျွန်တော် Liverpool အသင်းကလည်းစိတ်ဝင်စားနေလာမယ့်လူရဒီမှာ Liverpool အသင်းနဲ့ Brandwhite ကိုဂါရီနဲ့တူဒါကျွန်တော်ခေါ်ယူသွားဖို့အတွက်စိတ်ဝင်စားနေတယ်။ Brandwhite ကိုလက်ရှိမှာဒါကျွန်တော်ပူပူလောလောစာချုပ်ချုပ်ထားခဲ့တာဖြစ်ပြီးဒီစာချုပ်ထဲမှာစာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးပါလားဆိုတာကိုတော့တော်တော်ဘူးမှမသိသေးဘူး။လာမယ့်လူရဒီမှာပဲဒီစာချုပ်ဒါစာချုပ်အစ်စ်ထဲမှာစာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးပါမပါ တချက်တော့စောင့်ကြည့်ရမှာလို့ပါတယ်။ United တင်းနဲ့အခုလက်ရှိမှာကစားသမားကိုအခုချိန်ထိခေါ်ယူနေတာဖြစ်ပြီးတော့ဒါကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်ခွဲနှစ်နှစ်လောက်ခရက်ကဒီကစားသမားနဲ့ပုံကိုရာသဘောတူညီမှုရရှိခဲ့တာမှန်ပေမဲ့အခုချိန်ထိဒါ United အသင်းနဲ့ဒီကစားသမားကို Liverpool အသင်းနဲ့ရှင်ခေါ်မယ်ဆိုရင်တော့သူတို့အနေနဲ့ပို့ပြီးတော့ခေါ်ယူနိုင်မယ်လို့အခုချိန်ထိစဉ်းစားတော့ဖြစ်တယ်။ United တင်းနဲ့ Harry Maguire သာအသင်းကထွက်သွားခဲ့မယ်ဆိုရင်တော့ Jordan Brand ကဒီကစားသမားနေရာအတွက်ချက်ချင်းဆိုဆိုဝင်လာဖို့အတွက် ready ဖြစ်နေ Everton အသင်းကတော့ရှင်းပါတယ်သူနဲ့ဒီနှစ်ဆောင်းရာသီမှာတော့ကစားသမားကိုရောင်းသွားဖို့လုံးဝအစီအစဉ်မရှိဘူး။ရောင်းမယ်ရောင်းတော့လာမယ့် New Year ဒီအပြောင်း င်းရွှေမှာပဲဒီကစားသမားကိုရောင်းသွားဖို့တလက်ရှိမှာသတင်းတွေထွက်ပေါ်နေခဲ့တာကိုတွေ့ရမယ်။ဒါပေမဲ့ခုနကဘလူဗက်တာအကဲရောင်းသွားခဲ့မယ်ဆိုတော့ Everton ကသူတို့စိတ်ကြိုက်ဈေးတစ်ခုပုံစံမျိုးကူသာ ရောင်းချသွားဖို့အတွက်အစီအစဉ်ရှိပြီးတော့သူတို့အနေနဲ့ဒါအမ်ပေါ်ပွဲဈေးနဲ့တော့ရောင်းချသွားဒါပေမဲ့ခုနကကောလာဟာလာတွေအခုလက်ရှိမှာစာချုပ်ဖြတ်သိမ်းခြင်းမှာသူကြိုက်တဲ့ကလပ်ကိုသာပြောင်းကျင်နေဆိုရင်တော့စာချုပ်ဖြတ်သိမ်းခြင်းများပါမယ်ဆိုတော့ United တို့ကတော့ဒါဂွင်လို့ပြောလို့ရမယ်ဒီမှာပါအဲ့တော့ United သေးနဲ့လက်ရှိမှာဒါကျွန်တော်တို့အဂျရက်ဘရန်ဝိုက်ကိုဒါပြန်ခေါ်ဖို့အတွက်ဒီနှစ်ဒါကျွန်တော်တို့ကလေးကဒါကျွန်တော်သူ့ရဲ့ agent တွေတစ်ချက်တစ်ချက်ဒါကျွန်တော်စိတ်ဝင်စားမှု တွေကိုပြုတ်လုပ်နေတာတွေ့ရမယ်။အဲ့လက်ရှိမှာတော့ကျွန်တော်တို့ Manchester United အသင်းအနေနဲ့အခုလက်ရှိမှာတော့ အကုန်လုံးကခရက်ခရက်တွေထားနေတာပေါ့နော်ဒါကျွန်တော်တို့အနီးပြကိစ္စအထူးသဖြင့်အဲ့တော့လာမယ့်ဒါကျွန်တော်တို့ရပိုင်းတွင်းမှာကမ်မဆန်နာလန်ဘွဲစဉ်ကတော်တော်လေးကိုဒါကျွန်တော်တဲလင်းတစ်ခုဖြစ်မယ်လို့မြင်တယ်အဲ့တော့ခြားထဲမှာလည်း international break တစ်ခုဖြစ်တဲ့ကြောင့်ဆန်နာလန်နဲ့ဘွဲစဉ်မှာ United အိမ်ဝင်းလို့လည်းဖြစ်တဲ့ကြောင့်မဒါကုန်းတော့ United အနေနဲ့အဲ့ဒီဘွဲစဉ်ကိုနိုင်ခဲ့မယ်ဆိုရင်တော့ pressure ရတာကျွန်တော်ရူဘယ်အမိုးတော်တော်လေးကိုညော့သွားနိုင်တယ်ဒါပေမဲ့ pressure ညော့သွားမယ်ဆိုရင်လည်း United ရူဘယ်အမိုးရင်းနေနဲ့ခုလက်ရှိမှာသူအသေးစိတ်ကိုရောက်လာခဲ့တဲ့ performance wise ရတာတော်တော်လေးကိုအားနေနေတာတွေ့ရမယ်အခုလက်ရှိခြေလေးဒါကစားသမားနေတယ်အဲ့တော့ထို့ကနေပြ United အသင်းရင်ဒါကျွန်တော်ထုံးစံတစ်ခုလို့တော့ပြောလို့ရတယ်ဒါ ါလက်ရှိမှာအသင်းကအားနေလာပြီဆိုရင်တော့ထိုအနိုင်ဒါကျွန်တော်တို့အဲ dressing room ကအတန်ပေါင်းဆုံးပြန်ပြီးထွက်လာခဲ့တယ်။အဲ့ dressing room ကအတန်ပေါင်းဆုံးကထိုအနိုင် Simon Stone နဲ့ဒါ Samuel Lacato Sia နေပြီးထိုအနိုင်တဲ့တဲ့နေအများကြီးထွက်တယ်။ထိုအနိုင်ဒါကျွန်တော်တို့ကစားသမားအနေနဲ့ဒါကျွန်တော်ရှေ့ပွဲ breakfast နဲ့ပွဲစားရှုံးပြီး depression နေဝင်နေပြီးတော့ ကဲတစ်ခါကြရင်ပြဒီနေရာမှာလေကျွန်တော်တို့ opinion piece ပေါ့နော်ကိုယ့်ရဲ့အမြင်ဟုတ်ပါတယ်ဟုတ်နာပေါ့နီးပြရတာ technical flaw တွေလည်းအများကြီးရှိပါတယ်ဟုတ်တယ် Ruben Amorim တွေကကျွန်တော်လိုအပ်ချက်တွေအများကြီးအများကြီးရှိတယ်နီးပြရတဲ့တရားအမှန်နဲ့ဒါပေမဲ့ကစားသမားတွေရောတာဝန်မရှိတော့ဘူးလားဟုတ်နာပေါ့ဆိုရယ်ကစားသမားတွေရောတာဝန်ယူမှုတာဝန်ခံမှုကိုမလုပ်တော့လားအားနိုင်နီးပြအခုကျွန်တော်ခုတစ်ခါပြောလို့ပဲ Oliver Glasner ဂါယီကိုအသိမှဆွဲထားခြင်းတဲ့ဥစ္စာမျိုးပေါ့ဒါလူတော်များဟာသာဂါယီကိုဆွဲထားတဲ့ Oliver Glasner တကူပေါင်းဆိုင်အကိအခုချိန်မှာ Christian Bailey ကအခုလက်ရှိကျွန်တော်တို့ထင်တဲ့ performance ကိုဒါဂါယီမရှိလို့မပြခဲ့ဘူးဆိုရင်ဘယ်လိုထုတ်ခံရမလဲ ကစားသမားတွေကိုစာချုပ်ဖြတ်သိမ်းပြီးအခုကျဘာတကောင်းစာသုံးမကြောက်စစ်ချစ်စာသုံးဖြတ်သိမ်းလို့မှာပိုင်းရှင်တွေပြောင်းလို့မှာပိုင်းပြိတ္တတွေကနောက်တစ်သိမ်းပြောင်းအောင်မထုတ်လို့နောက်ဆုံး at the end of the day မှာဒီပြရည်ပဲအမြဲတမ်းခက်အဲ့တော့ဆိုဒီညမှာ Ruben Amorim ကိုကာကွယ်တာမှုမယ်တခါခါကြည့်ရင်လည်းဒါကျွန်တော်ကစားသမားတွေရဲ့လူဝဲချက်တွေကလည်းအများကြီးရှိရလို့ကျွန်တော်အနေနဲ့မြင်တယ်လို့ပြောရင်လည်းကျွန်တော်ကိုသွားကုန်ပြပါအောင်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုပါအောင်ကုညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာအမြဲတမ်းဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်သောနေ့တစ်နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ဒီနောက်မှာအေး းဆွဆွတွေ့ကြတာပေါ့ကျွန်တော်တော့ကြည့်ပါဦးဒေးပါဗျ